မင်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ရုပ်သံတင်ဆက်စီစဉ်ကနေကြိုဆိုပါရစေကျမကခင်ခင်ဤပါမင်္ဂလာပါခင်ဗျာကျွန်တော်ကကြကြအောင်ပါအခုကျွန်တော်တို့ AP လဒုတိယပတ်အတွက်တင်ဆက်တွေကိုစတင်ထုတ်လွှင့်မှာတော့မယ်ခင်ဗျာ နေပယ်တီးတီးမှာဥဆောင်လှူရှားခဲ့ကြသူကဘာတဝမ်းကအမျိုးသမီးတွေကိုအားပေးဂုဏ်ပြုနေတဲ့ Vital Voices ကအမျိုးသမီးဖွဲ့ကမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုကဘာလုံးဆိုင်ရာဥဆောင်ဥရွက်ပြုသူစုချီးမြှင့်လိုက်ပြီးဆယ်စုနှစ်ရဲ့အတန်း Voice of Decade အဖြစ်သတ်မှတ်ဂုဏ်ပြုလိုက်ပါတယ်။ကုန်ပြုတ်ချင်းမြင့်ပွဲအခမ်းအနားကို American ပြည်ထောင်စု Washington DC မြို့တော် Kennedy ခန်းမှာ AB 12ရက်ကကျင်းပခဲ့တာပါ ဒေါန်ဆန်းစုကြည်ကိုရိုင်းမတက်ရောက်နိုင်ပေမဲ့အဲ့ဒီစုကိုအမေရိကန်နိုင်ငံသားရေးဝန်ကြီးဟီလာရီကလင်တန်ကပေးအပ်ခဲ့ပါတယ် We need people to remember that we are struggling for our freedom we are struggling for a basic rights not just for the basic rights of women but for the basic rights of all the people in Burma ဒီနေ့ဟာ Vital Voices အဖွဲ့ရဲ့ဆယ်နှစ်ပြည့်မြောက်တဲ့နှစ်ဖြစ်တာနဲ့အညီအမျိုးသမီးဥဆောင်မှုစုအပြင်ဆယ်စုနှစ်ရဲ့အတန်အဖြစ်နိုင်ငံတကာနယ်ပယ်တည်တည်မှာဥဆောင်နေတဲ့အမျိုးသမီးဥယျာဉ်တပေါင်းတွေကဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်တက်မှတ်ခဲ့တာဖြစ်တဲ့အကြောင်း Vital Voices ရဲ့ဥက္ကဋ္ဌ Alice Nelson က RFA ကိုပြောပါရရှင်။ ဥရောပသမဂ EU ကမြန်မာနိုင်ငံအပေါ်ထားတဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုအားလုံးနေပါကိုအရင်တိုင်းပဲနောက်ထပ်တစ်နှစ်တက်တန်းတိုးလိုက်ကြောင်းအပိလ12ရက်နေ့ကကြေညာခဲ့ပြီးမဲ့မြန်မာအစိုးရအသစ်မှပါဝင်တဲ့အရက်သားဝင်ကြီးတချို့ကိုတော့ဥရောပနိုင်ငံအတွင်းဝင်ရောက်ခွင့်ပေးဖို့အတွက်ယာယီ short ပေါ်ပြလိုက်ကြောင်းသိရပါတယ်မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားတန်းခတ်ပိတ်ဆို့တဲ့မူဝါဒတွေဆက်လက်ထားတဲ့မတဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံသားရေးဝန်ကြီးတွေဟာလူဇင်ဘတ်နိုင်ငံမှာအစည်းအဝေးကျင်းပပြီးအခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဒီဆုံးဖြတ်ချက်အရနိုင်ငံသားရေးဝန်ကြီးဥဝနမောင်လွင်အပါအဝင်စစ်ဘက်နဲ့မတက်ဆိုင်တဲ့ဝန်ကြီးဌာနကဝန်ကြီးတွေဒုဝန်ကြီးတွေလည်းဥရောပနိုင်ငံတွေကိုလာမယ့်တစ်နှစ်အတွင်းဝင်ထွက်ခွင့်ရရှိကြမယ်လို့ဆိုပါရခင်ဗျာ။ မြန်မာအစိုးရတဲ့အနေနဲ့နိုင်ငံရေးအရပြုသဘောတိုးတက်မှုရှိကြောင်းနိုင်ငံတကာကိုအခိုင်အမာပြသဖို့အတွက်ဆိုရင်ပထမဆုံးအနေနဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလှုပ်ပေးဖို့လိုအပ်တယ်လို့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ American ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Byon က AP 17ရက်နေ့ကပြောကြားလိုက်ပါတယ်။နေပြည်တော်အစိုးရအနေနဲ့အရင်ဆုံးဆောင်ရွက်တင်တာကအကျဉ်းသား2000ကျော်ကိုလှုပ်ပေးဖို့လိုပါတယ်။ အချင်းသားတွေထဲမှာတချို့ဆိုရင်နှစ်ပေါင်း၁၀ဆုနဲ့ချီကြာခံနေရတဲ့အတွက်အိုမင်းနေပါပြီဒီနိုင်ငံရေးအချင်းသားတွေအားလုံးလွှတ်ပေးဖို့ကိစ္စကိုမိမိတို့ကဲခတ်စောင့်ကြည့်နေပါတယ်လို့ဂျိုဆက်ယွန်ကပြောသွားပါတယ်ဒါပြင် NLD ပါဝင် အတိုက်ခံဒီမိုကရေစီအင်အားစုတွေရဲ့လုံခြုံရေးအတွက် American ဆိုရအနေနဲ့အထူးစိုးရိမ်နေကြောင်းမြန်မာဆိုရအနေနဲ့ NLD ကိုတရားဝင်နိုင်ငံရေးပါတီအဖြစ်ယက်တီခွင့်ပေးဖို့လိုအပ်ကြောင်း Mr. Yun ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံကလူခွင့်ရဲ့အခြေအနေတွေကိုရှင်းလာအတွင်းတောရောက်စုံစမ်းလေ့လာနိုင်ဖို့မြန်မာအစိုးရအသစ်ထံစာရေးတောင်းဆိုလိုက်ပြီလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရဲ့အထူးကိုယ်စားလှယ်မစ္စတာကင်ဒါနာက RFA ကိုပြောကြားပါတယ်။လာမယ့်မေလအတွင်းမြန်မာနိုင်ငံကိုတောရောက်ခွင့်ရဖို့ပြီးခဲ့တဲ့သတင်းပတ်ကပဲဂျနီဗာမြို့မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်အမတ်ကြီးကတဆင့်စာရေးသားဆက်သွယ်တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။မြန်မာအစိုးရအသစ်ထံကတုံ့ပြန်ချက်ကိုစောင့်ဆိုင်းနေစေပါလို့မစ္စတာကင်ဒါနာကပြောပါတယ်။ မစ္စတာကင်ဒါနာဟာလာမယ့်ခရီးစဉ်အတွက်မှာမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ပြောပါတယ်။ဒါပြင်နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ဆုံဖို့အကျဉ်းထောင်တွေကိုတွားရောက်မှာဖြစ်တယ်လို့ပဲကရင်ပြည်နယ်ကလူခွင့်ရေးအခြေအနေတွေကိုလည်းတွားရောက်လေ့လာမယ်လို့ပြောပါတယ်။လွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်သံတင်စီစဉ်တွေကိုကြည့်ရှုကြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ရှင်။ RFA ပြည်သက်များအားလုံးရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။